အခုနေရာကတော့ဥဒိနာမင်းရဲ့နန်းတော်ဖြစ်ပါတယ်။ဒီကတော့မြို့ခန္တာနိုင်မဆိုရင်ရှင်မုံနာမြေကမ်းမင်းမှာဥဒိနာမင်းရဲ့နန်းတော်ယာယီကိုတွေ့ရပါတယ်။ဥဒိနာမင်းဆိုတာနာမဝရီမာဂန်ဒီဘာသူလတတ်တာလို့ခေါ်တဲ့မေဖုရားကြီး၃ပါးနဲ့ ကောသမိပြည်ရဲ့တိုင်းပြည်ကိုအုပ်ချုပ်ခဲ့တဲ့ဘင်းဖြစ်ပါတယ်ဟိုကတော့မျောစင်ပေါ့ဟိုဝိုင်းကြီးကဒီဘော်တိုင်းဆက်သက်သွားမယ်ဆိုရင်ဒါအေးမျိုးရိုးပေါ့ဒါခန္ဓာမျိုးရဲ့မျောစင်ဟိုတွင်နဲ့ကတော့ဥဒ္ဒနာမင်းရဲ့နန်းတော်ရေမုံနာမြေကမ်းမေးဖြစ်ပါတယ်ဟိုဘက်ကဒရိုင်းပြီးတော့မှနော်အင်းတိုင်းချစ်ဆက်သွားမယ်

ဒီနေ့အာကိုကြည့်လျှောက်ပါဒီဟွာကမြေကြီးတွေလွန်ပေါ်ပါတယ်ဟိုဘက်ကတွေ့နေရတဲ့မြေကြီးကရမုံနာမြေကြီးဖြစ်ပါကင်းကနဲ့ရမုံနာနဲ့စုံတဲ့နေရာဆိုပြီး ဒီဒေတာဟိန္ဒူတွေရဲ့အထွတ်မြတ်ထားတဲ့နေရာတစ်ခုလည်းဖြစ်တယ်။ရေချိုးပွဲတော်တွေကျင်းပတဲ့အခါမျိုးဆိုရင်တော်တော်ကြီးလူတွေကိုပိတ်ညက်နေအောင်တို့မပေါ့တော့ဖြစ်တယ်။ဟုတ်ကဲ့ကြောက်ကြီးရည်ရည်ပြန်ခဏလေးပေးပေးပါကတ်ချက်။ဟေးဟိုဒါတော့သူကျေကတ်တယ်။ ရဲ့အမိသားမြင်မြင်သိရဝင်ကြီးကျုပ်ဆန်းတော့ဟုတ်ကဲ့မြင်ကြီးโอ้โห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 เจ๊ะกะอะกุตินะเมียนั้นတော့ဘုရားကြွခဲ့တယ်ဆိုတော့အထောက်ထားတာမတွေ့ဘူးเนาะอืม ဝန်သားဘာနန်းတော်လဲဥရဏမင်းရဲ့နန်းတော်တာမဝတိတို့မာကန်ဒီတို့ဘာသုလတတ္တာတို့နေခဲ့တဲ့နေရာတာမဝတိကမြတ်စွာဘုရားကိုတက်ခုခွင့်မရဘူးလေနော်ခုနှစ်လောက်ဟိုနန်းတော်ကဖူးပေါ်လာရှိပါတယ်ဟွန်းအဝိုင်းရှန်နနာပဲကြွလာတယ်ရှန်နနာပဲကြွခဲ့ဟွန်းဥရဏမင်းရဲ့နောက်ဆုံးညပြောမလို့ဟုတ်တော့တာမဝတိနဲ့တော့တဝင်းတဝင်းတိုးနေ တာမာဝဒီတို့ဖူးလို့ရအောင်ဒတင်းပေါက်လေးတွေဖောက်ပေးတယ်ဟုတ်ကဲ့အရင်တော့ခြောက်ကြည့်ကျင်နေလို့ဟုတ်တော့ဝါရင်းနေမှာပေါ့ဘာမှဒီဒီကအေးနေတတ်တဲ့ဘာဖြစ်လဲဟုတ်တယ်နာနေမြတ်ဒါကြောင့်ကောက်မလာဘာကနေလှသလောက်ယူလဲယူမလာအဲမြမပြီမှာဆိုရင်တော့အေယာဝတီမြကန်းတစ်ပိတ်ကပေါ့ ဟိုအိန္ဒိယရောက်လာတဲ့ခါကျတော့ယမုန်နာမြစ်ယမုန်နာမြစ်ကနေဝိမာမြမပြည်ကိုနေ့တိုင်းလွမ်းနေဘယ်တော့ဟိုရပန်းရတဲ့ဘာလဲဟိုဟောရတာတော့ကုဒိနာမင်းကြီးနန်းဆိုင်ခဲ့တဲ့နေရာပါ ဥရနာမင်းရဲ့ဟိုဒီဘက်ကတော့ရမုံနာမြစ်ရမုံနာမြစ်တဲ့အနီးကတွေ့ရဟုတ်တယ်ဟယ်လိုဟယ်လို1 2 3 4 5 6 7 8 9 10 11 12 13

မောင်းလေးတို့ကဘာတိုင်ကိုလဲစားပါဘူး။ဒီတို့မိုးရေကြတော်တော်စီလာတယ်နော်။ဟင်း။ဒါကြီးကဘာလဲ။ဆက်ရဲခံရတယ်။ဟမ်ကျတော်ကြီးကတပားတည်းသူကပတ်ပြီးတော့ရိုက်တယ်။ဘာလဲသူနဲ့ဘယ်သူနဲ့လဲ။ဦးသိကြီး။ဒါကဖျားဖူးတဲ့သူတော်စင်တွေပါ။သူတော်စင်တွေကနေပြီးတော့ ။ဒီတော့ကောင်းနေဖြစ်သွားတယ်။ဒီတော့ကောင်းနေဖြစ်သွား။ဒီတော့ကောင်းနေရနေအရိယာလောင်းနေဖြစ်ကုန်။ကံကူဘုံဘုံတို့ရောက်နေတဲ့နေရာကဥဒိနမင်းရဲ့နန်းတော်ဖြစ်ပါတယ်ဥဒိနမင်းကြီးကဒီနေရာမှာဟိုကောတံပီပြည့်ရှင်ဥဒိနမင်းကြီးကကမ္မတဓမ္မလို့ခေါ်တဲ့အခုခုရတိုင်းက မာဂန္ဒီနေဘုံလမ်းမှာပြောခဲ့တယ်။ဖျားကိုပေးစားတဲ့ဆိုတဲ့မာဂန္ဒီနောက်တော့ဒီနေရာမှာမိဖုရားဖြစ်လာတယ်။နောက်တကဆန္ဒပိဇောတရဲ့သမီးကဝါသုလဒတ်တာဘုဒ္ဓဘာသာဝင်လူရင်ကြီးအမျိုးသမီးကဘုံတို့တမဝရီမိဖုရားဖြစ်ပါတယ်။ဒီနေ့တော့နေရာကတမဝရီမိဖုရားရဲ့ မေတ္တာပေါ့မာဂန္ဒီမိဖုရားရဲ့အမုန်းအာဃာတွေအပြောင်းလဲတဲ့နေရာဖြစ်ပါတယ်အဲဒါဆိုမာဂန္ဒီကဒီအနီးကပ်နေရတဲ့သဘောရှိပြီတာမဝရီရကြီးတဲ့နည်းနည်းလေးအဆွန်ရောက်တဲ့နေရာမှာနေရတာလို့နည်းနည်းခံမှန်းကြည့်ဘာဖြစ်လို့ဆိုတော့မြတ်စွာဘုရားရှင်ကောသမေပြည်တဲ့ကိုဆွမ်းခံကြွလာရင်တမ္မာဝတိက သူတို့နဲ့မမမိတ်တန်ကားရအပေါက်လေးတွေဖောက်ပြီးတော့ကြည်ရတယ်လို့ပြောတယ်။နောက်တော့ဥဒိနာမင်းကြီးကအဲ့ဒါလွတ်လွတ်လပ်လပ်ဖူပါစေဆိုပြီးတော့ဂရင်းပေါက်တွေဖောက်ပေးတာ။ဒါအိန္ဒိယမှာငโกနေရဂရင်းပေါက်တွေတိတ်မဖောက်ဘူးသူတို့ရဲ့အင်ဂျင်မူကသောတမဝတိကိုဖျားဖူးလို့ရအောင်ဆိုပြီးခွင့်ရေးပေးတဲ့အနေနဲ့ဥဒိနာမင်းကြီးကဂရင်းပေါက်လေးတွေဖောက်ပေးခဲ့တယ်လို့ဆာမာတွေ့ရတယ်နော်။အဲ့ဒါကိုထောက်ချင်အဖြစ်ဒီလို အနိကဆုံးနန္ဒရာမှာနေရတဲ့ပုံစံမဟုတ်တော့ဘူးပေါ့ဟိုအစွန်ဘက်နန္ဒောပြင်ဘက်နဲ့နီးတဲ့နေရာတွေမှာဆိုရင်တော့ဖျားနေတဲ့ကွာတန်ခါတော်ကြီးကြွလာတာဖူးတွခွင့်ရမယ်လို့ယူဆတာပါအဲ့တော့ဒီနေရာကဘုန်းတို့မေတ္တာအားကောင်းခဲ့တဲ့နေရာမေတ္တာထင်ရှားခဲ့တဲ့နေရာလို့ပြောမှဖြစ်ပါတယ်နောက်တစ်ခုတမ္မာဝတီမေဖျားကြီးကခုတ်စုတ်တရာခါကုန်းကြုံမှာဤစဉ်နေပြီးတော့ဒီဖျားကြီးရဲ့တရားတော်တွေကို နေ့တင်ပြန်လဲနာကြားခဲ့တဲ့နေရာလဲဖြစ်တယ်။ဣတိယုတ်ပါဠိတော်ဆိုတာခေါဆုတ်တရာကသံမာဝတိတို့ကိုပြန်ပြီးတော့ဟောတဲ့ဖျားဟောပါဠိတော်တွေဖြစ်ပါတယ်။အဲ့ဒါသံဃာတိုင်းနဲ့မထေရီကခေဆက်ဆက်သံဃာတိုင်းမှတ်တမ်းနေရလောက်အောင် ကောင်းတဲ့တရားတော်တွေလည်းဖြစ်ပါတယ်ပေါ့နော်။ဒါဒီနေရာတော့ဒီလောက်ပါပဲ။တပုံပါညာရိုက်ပြီးဘုံတို့ဘုဘက်ကို ပါဠိလေကကိုတော့သွားမှာဖြစ်ပါတယ်။ကဲလွတ်လပ်